အလုံရှင်တွေကဒီအလုံသမားတွေအများစုတွေကအလုံသမားတယောက်တည်းကိုပဲမျက်နှာသာပေးပြီးဆက်ဆံအောင်လူချင်းမျိုးကိုလုံးမြင်ဘူးလိမ့်မယ်။စောင့်ကြည့်ကပ်ဖို့အရန်ကောင်းတဲ့အကြောင်းအရာဆိုပေမဲ့ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ရှင်းပြပေးမယ်။ကိုလုံးနေတဲ့အလုံကတန်မှုရှိလားမရှိဘူးလားဆိုတော့ဘယ်လိုသိမလဲ။ကိုကိုယ်တိုင်ရဲ့အရေးချင်းအောင်တန်မှုရှိလားမရှိဘူးလားဆိုတော့ဘယ်လိုသိရမလဲ။ဒီနေ့အဲ့ပုံစံလေးကိုဖြည့်ရှင်းပြတော့မှာဖြစ်ပါတယ်။ ကိုလုံနေတဲ့အလုပ်တခုကတန်ဖိုးရှိလားမရှိလားဆိုတော့ဘယ်လိုတိုင်းတာလို့ရ တိုင်းတာလို့ရရလားကျွန်တော်တို့ကအလုပ်တစ်ခုကိုလုပ်ပြီဆိုလို့ရှိရင်တစ်ခါလေကြလို့ရှိရင် effort တစ်ခုကိုမိရပို့ပြီးတော့အရေးကြီးပါတယ်။ဘာလို့ပြောချင်တာလဲဆိုတော့တစ်ခါလေကြလို့ရှိရင်ကိုကလိုအပ်လို့လုပ်နေတာထက်အလုပ်တစ်ခုကကိုလိုအပ်လို့လုပ်နေတာကအရင်ကိုအရေးကြီးတာပေါ့။ main point ကဘာလဲဆိုတော့အလုပ်တစ်ခုလုပ်ပြီဆိုလို့ရှိရင်ဒီအလုပ်ထဲမှာအလုပ်ရှင်တွေကဒီအလုပ်သမားတွေအများစုတွေကအလုပ်သမားတယောက်တည်းကိုပဲမျက်နှာသာပေးပြီးဆက်ဆံအောင်လူချင်းမျိုးကိုလုံးမြင်ဖို့လိမ့်မယ်။စောင့်ကြည့်ကဖို့အရင်ကောင်းတဲ့အကြောင်းအရာဆိုပေမဲ့ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ရှင်းပြပေးမယ်။တစ်ခါလေကြလို့ရှိရင်အလုပ်လုပ်တယ်ဆိုတာ ကလုံးဝပတ်စံရဖို့အလုပ်ကြိုးစားဖို့တတ်တတ်မဟုတ်ပဲတခြားအရာတွေလည်းအများကြီးပါနေတတ်တယ်ဒီအလုပ်သမားတယောက်မှဒါအစားထိုးဖို့ခက်ခဲတာဒါမှမဟုတ်ဆိုလို့ရှိရင်သူ့ရဲ့တာဝန်ယူမှုတာဝန်ခံမှုဘိုင်းတွေကအရန်ကိုအားကောင်းနေတာသူ့ရဲ့လူမှုဆက်ဆံရေးပုံစံတွေကအရန်ကိုကောင်းနေတာပြကြလို့ရှိရင် ဖားတာတွေရားတာတွေအကုန်လုံးအများကြီးပါတယ်ပေါ့နော်အဲ့ဒါတွေအကုန်လုံးကိုရှုလာပြီးသူ့တယောက်ထဲမှာရှိလာပြီးဆိုလို့ရှိရင်အလုပ်ထဲမှာအဲ့လူတယောက်ကမရှိမဖြစ်လို့လူတယောက်ကြီးဖြစ်လာတာဆိုတော့အဲ့လိုဖြစ်လာဖို့ဆိုလို့ရှိရင်ဘာလို့အပ်မလဲ ရှင်းရှင်းလေးပါပဲကျွန်တော်စီမှာရှိရမယ်အရေးချင်းဆိုတာကဒီအလုပ်တစ်ခုကိုကိုယ့်ရဲ့အလုပ်ကိုတန်ဖိုးထားပြီးလုပ်တော့ဖို့အရေးကြီးတာမီချောင်းသားနဲ့တရေအိတ်နှစ်အိတ်ရှိမယ်စိတ်ရုံတစ်ခုကနေပြီးတော့ဒီဒီဇိုင်နာကပဲဒီမီချောင်းသားနဲ့တရေအိတ်နှစ်အိတ်ကိုထုတ်လိုက်တယ်ဒါပေမဲ့တစ်ဖက်မှာကျတော့အိတ်အိတ်ကဘာဖြစ်နေမလဲရိုးရိုး brand အိတ်ဖြစ်နေမယ်နောက်တစ်ဖက်မှာကျတော့ Gucci ဆိုတဲ့ဒီဇိုင်းတက်ထားတဲ့အိတ်ဖြစ်နေဒီဇိုင်းလေးပဲပြောင်းလဲအောင်ပါဒါပေမဲ့ Gucci ဒီဇိုင်းတက်ထားတဲ့အိတ်က brand image လည်းပုံမြင်သလိုလူကြိုက်လည်းပုံများသလိုဈေးလည်းပုံများပေမဲ့ဒီကောက်ကိုဝယ်တဲ့လူကအများကြီး ။ဘာကြောင့်ဖြစ်မလဲ။ဒီကောင်းရဲ့ Gucci ဆိုတဲ့နာမည်ကြောင့်ကိုဖြစ်နေတာ။ပြီးဒီကောင်းကဘာဖြစ်လို့မရောရတာဈေးနဲ့နဲ့ဖြစ်မလဲ။ဘာဖြစ်လို့လဲဆိုတော့ဒီကောင်းကတာမန်အိတ်တစ်ခုဖြစ်နေလို့ဒီကောင်းရဲ့ brand image ကိုမရှင်းနိုင်လို့အဲ့ဒါကအိတ်တင်မာရင်မဟုတ်ဘူး။လူတွေရဲ့ဘဝတွေလူတွေရဲ့လုပ်ငန်းခွင်တွေရှင်သန်နေရတဲ့အချိန်တွေမှာလည်းအဲ့လိုပဲလူတွေရဲ့ image ပေါ်မှာလိုက်ပြီးတော့ကွဲပြားသွားတာအများကြီးရှိအလုပ်သမားနှစ်ယောက်ရှိတယ်အလုပ်သမားနှစ်ယောက်ကအလုပ်တစ်ခုတည်းကိုပဲအတူတူလုပ်တာဒီလိုကလည်းဒီလုပ်ပဲဒီလိုကလည်းဒီလုပ်ပဲ ဒါပေမဲ့တယောက်ကကျတော့မျက်နှာစာပိုရပြီးတော့တယောက်ကကျတော့မျက်နှာစာမရအောင်သူတို့ရှိမှ knowledge ရှိတာချင်းလည်းအတူတူပဲဒီတိုင်းမဲ့အလုပ်လုပ်နေတာဆိုပေမဲ့ဒါပေမဲ့တစ်ဖက်မှာသူ့ရဲ့ personality ကိုလူတွေကိုဘလို့ပြသစေခြင်းလဲလူတွေကိုဘလို့မြင်သိခြင်းလဲဘလို့ပုံမှန်ဆက်ဆံလဲပုံမှန်လိုက်ပြီးတော့သူ့ရဲ့လာတာတဖြည်းဖြည်းတက်လာလာလဲဖြစ်နိုင်တယ်ဒါမှမဟုတ်သူ့ရဲ့ knowledge ကပုံများလို့တက်လာလာလဲဖြစ်နိုင်တယ်ဒါပေမဲ့အရေးကြီးတာကဘာလဲဆိုတော့ကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုနေထိုင်တဲ့ပတ်ဝန်းကျင်မှာကိုယ့်ရဲ့ပုံစံကိုလူတွေကဘလို့မြင်မလဲ ကိုကလူတွေကိုဘလို့ပုံစံမြည်သေးခြင်းလဲဆိုတာကအဲ့ဒါအရေးကြီးဆုံးပဲရရပါပဲလူတွေရဲ့အမြင်ကိုပြောင်းစေနိုင်တယ်အစကားတစ်ခုကလည်းလူတွေရဲ့အမြင်ကိုပြောင်းစေနိုင်တယ်အပြုအမူတစ်ခုကလည်းလူတွေရဲ့ပုံစံကိုပြောင်းနိုင်တယ်အဝတ်အစားတွေကလည်းလူတွေရဲ့အမြင်ကိုပြောင်းစေနိုင်တယ်ကိုကလူတွေကိုဘလို့ပုံစံမြည်သေးခြင်းလဲအပေါ်မှာလိုက်ပြီးတော့တည်တည်တတ်တတ်လေးနေထိုင်တာကအရင်ကိုအရေးကြီးပါတယ်စီးပွားရေးလုပ်တဲ့အချိန်မှလည်းအဲ့လိုပဲ ကျွန်တော်တို့ကတမာရီရှိရမယ်တစ္ဆာရှိရမယ်ယုံကြည်မှုဆိုတာကြီးကိုအလေးနဲ့ထားပြီးတော့လုပ်လို့အောင်ပဲပေါ့နော်ဒါပေမဲ့ဘလို့အလုပ်လုပ်အောင်မလဲဒါကြီးကိုငါတို့ကဘလို့တည်ဆောက်အောင်မလဲသိချင်တယ်မလား channel လေးကို subscribe လုပ်ခဲ့ပါကျွန်တော်တို့ video တွေအများကြီးတင်ပေးထားပါတယ်စီးပွားရေးနဲ့ပတ်သက်တဲ့ဟာတွေအဲ့ထဲမှာလည်း video တွေအကိုအများကြီးတွေ့ကြည့်လို့ရပါတယ် video လေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်နောက်ထပ်ဘလို့မျိုး video တွေထပ်လုပ်ပေးရမလဲဆိုတာ comment မှတ်ခဲ့ပေးပါကျွန်တော်က MC ပဲဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်